အားလုံးပဲမင်္ဂလာပါခင်ဗျာရှင်ရင်းက channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေမနက်ဖြန်နိုဝင်ဘာလ23ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသဂျိုတင်ခံမှန်းချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါရခင်ဗျာအထူးမိုးလေဝသအနေနဲ့မြန်မာပြည်ဖန်ဝဲမုန်တိုင်းလက်ကျန်ဝင်ရောက်လာမဲ့နောက်ဆုံးရအခြေအနေများနဲ့စောင်းကာလာမြူဆိုင်နယ်နဲ့အန်ဒီယ3ပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရခင်ဗျာပထမဆုံးအနေနဲ့ယနေ့နိုဝင်ဘာလ22ရက်နေ့မနက်8:00အချိန်မှာတိုက်ဖို့မုန်တိုင်းကြီးဖန်ဝဲရဲ့ဗိုလ်ချက်၄တိုင်နှုန်းက88မိုင်ခန့်နဲ့ ထိုင်ဝမ်တောင်ဘက်ကမ်းခြေကိုချင့်ကပ်လျက်ရှိပါတယ်။မုံတိုင်းဟာနေ့လယ်ပိုင်းမှာထိုင်ဝမ်သို့စတင်ဝင်ရောက်ဖြတ်တန်းမယ်လို့ခန့်မှန်းထားပါတယ်။အဲဒီနောက်မှာတော့မုံတိုင်းဟာအိုကီနာဝါကျွန်းစုများအရောက်မှာတော့နောက်ပြန်ခွေလမ်းကြောင်းပြောင်းမယ်လို့သုံးသပ်ရပြီးအရှိမျောက်ကုန်းတယ်လေးကိုဆွဲခေါ်လာမှာဖြစ်ပါတယ်။အဲဒီနောက်မုံတိုင်းအကျွန်းချံများဟာတောင်တရုတ်ပင်လယ်ထိုင်းပင်လယ်ကွေများမှတဆင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းအထိပြန်လည်ဆင်းသက်သွားမယ်လို့ခန့်မှန်းရပါတယ်ခင်ဗျာ။မုံတိုင်းကြောင့်မိုးကြီးမဲ့ခန့်မှန်းချက်များကတော့အဆိုပါမုံတိုင်းအကျွန်းချံများရဲ့ရွေးရှားမှုကြောင့်လာမယ့်နှစ်ပတ်အတွင်းမှာ ဗီယက်နမ်ပင်လယ်ကွေ့၊ထိုင်းပင်လယ်ကွေ့၊မလေးရှားကျွန်းဆွယ်များသတိလင်္ကာနဲ့တမီနာဒိုပြည်နယ်များမှာမိုးသက်ထန်စွာရောက်သွမယ်လို့ခန့်မှန်းရပါတယ်။အထူးသဖြင့်ဗီယက်နမ်ပင်လယ်ကွေ့မှာခန့်မှန်းမိုးရေချိန်1880မီလီမီတာ85လက်မကန်အထိရောက်သွနိုင်ပါတယ်။ထိုင်းပင်လယ်ကွေ့နဲ့အီကွေတာရောတခြားမလေးရှား၊အင်ဒိုနီးရှား၊စင်ကာပူ၊ဘရူနိုင်းနိုင်ငံများမှာတော့941မီလီမီတာမှ821မီလီမီတာ22လက်မမှ33လက်မအထိရောက်သွနိုင်မှာဖြစ်တာကြောင့်မိုးကြီးရေကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ မ္မာနိုင်ငံဘက်မှာတော့ကော့တောင်းနဲ့ထိုင်းနိုင်ငံဘက်မှာတော့ရန်နောင်းဒေတာများကတော့မိုးရေချိန်၃လက်မကန်တာရရှိမယ်လို့ခန့်မှန်းထားပါတယ်။ပြည်သူလူထုအနေနဲ့တော့မိုးရေကြီးခြင်းအန္တရာယ်အတွက်သတိထားကြပါရန်နဲ့နောက်ဆုံးရမုန်တိုင်းသတင်းများကိုစောင့်ကြည့်ရန်အကြံပြုအပ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးဘင်္ဂလားပင်လယ်ော်နောက်တောင်ပိုင်းတိရိလင်္ကာနိုင်ငံအရှိတ်ဘက်မှနိုဝင်ဘာလ23ရက်နေ့ဝန်းကျင်မှာလီဗီးယားနဲ့ရဝန်းတစ်ချိန်ဖြစ်ပေါ်နိုင်ပြီးအနောက်အိန္ဒိယဒမီနာဒူပြည်နယ်နဲ့တိရိလင်္ကာနိုင်ငံတို့ဘက်ကဥတီရွေရှားနိုင်ကြောင်းတွေ့ရပြီး မြန်မာနိုင်ငံပေါ်တက်ရောက်မှုတော့တစုံတရာရှိနိုင်မှာမဟုတ်ပါဘူးခင်ဗျာ။နေ့စဉ်မိုးရေချိန်ကြိုတင်ခံမှန်းချက်များအရနိုဝင်ဘာလ16ရက်နေ့နောက်ပိုင်းမှာတင်းတင်းနိုင်တိုင်းဒေသကြီးတောင်ပိုင်းအစွန်ဒေသများဖြစ်တဲ့မြိတ်မြို့အောက်ဖက်ဒေသတချို့မှာတော့24နိုင်အတွင်းမိုးရေချိန်3.2လမ်းမခန့်ရွာသွန်းနိုင်သည်မှာအပတန်တပီလုံးမှာမိုးရွာနိုင်တဲ့အခြေအနေမရှိတော့ပါဘူးခင်ဗျာ။နိုဝင်ဘာလ17ရက်နေ့မနက်ပိုင်းမှာတော့အေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတောင်ပိုင်းအရှေ့ပိုင်းအနောက်ပိုင်း ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်တို့မှာနာနဲ့ခွန်နာရီကအထိမြူဆိုင်နိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးနဲ့အေရီတိုင်းဒေသကြီးတို့မှာတော့မြူဆိုင်တဲ့ area ပုံမိုကျပြတ်နိုင်ပါတယ်။ကုန်းရည်လေးခီးသွားလာခြင်းများအတွက်နိုဝင်ဘာလ12ရက်နေ့ည10နာရီခန့်မှနိုဝင်ဘာလ13ရက်နေ့နာနဲ့စောပိုင်းအချိန်များအထိသတိပြုရန်ဖြစ်ပါတယ်။တနင်္ဂနွေလုံးမှာခုနှစ်ရက်အတွင်းမိုးလုံးဝမရွာနိုင်တဲ့ရက်များရှိနိုင်ပြီးမနေ့စောပိုင်းမှာရရှိတဲ့မြူနှင်းမိုးဆက်များမှရှိတဲ့မိုးရေချိန်များသာရရှိနိုင်ပါတယ်။ ခုနှစ်ရက်တွင်းမိုးရေချိန်ကတော့၃ရက်တသမတလက်မမှတလက်မအထိ၁ဘုံဘုံ၃ဘုံရဲ့အောက်သာရရှိနိုင်ပြီးမိုးအလွန်နှင်းနေနိုင်ပါတယ်။ဆက်လက်ပြီးမုန်တိုင်းမိုးတည့်ထက်သွားရောက်သွင်းခြင်းကြောင့်မြေကြီးချင်းအခြေအနေသတိပေးချက်များနဲ့မြေကြီးချင်းများကိုပြောပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ။ယနေ့စနေရက်17လ2025ရက်နေ့နနက်6:00နာရီခွဲချိန်တိုင်းထွာချက်များရမြည်အခြေအနေများကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေဟာမနေ့ကညနေကနေ17:00နာရီတွင်တလက်မကထက်ကြသွားပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမေဆုံးပူချိန်ကတော့30.8ဒီဂရီဆယ်စီယပ်နဲ့ယနေ့အနေဆုံးပူချိန်ကတော့ 18.3ဒီဂရီဆဲလ်စီယပ်တို့ပဲဖြစ်ပါရခင်ဗျာမြေကြီးနားမြေအရဆိုရင်ရေမှန်1100စင်တီမီတာသို့ရောက်ရှိရန်905စင်တီမီတာ29ဘီခွဲကြော်ကန်အလိုမှာရောက်ရှိနေပါတယ်မြေအတက်ကြပုံမှန်အနေထားကံမှာရှိနေပါမယ်ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေဦးမှာဖြစ်ပါတယ် ARR မြေအထက်ပိုင်းမှာမိုးဝအနှဲငယ်ရှိနေပါတယ်ရန်ဖန်ရံက ARR မြေဆုံအထက်ပိုင်းမှာနေရာခွဲ၍မိုးရွာသွန်းခြင်းများဇက်တိုက်နှဲပါလာနိုင်ပါပြီစကားနဲ့ဒေတာကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစုံဒေတာများနဲ့ ဧရာဝတီမြစ်တစ်ပိုင်းမေခမလိခမြေဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်သာရှိနေပါတယ်။ဧရာဝတီမြို့တစ်ချောင်းနဲ့ချင်းတွင်းမြို့တစ်ချောင်းမြေကမ်းဒီမြေနှိမ့်ဒေသများနဲ့မင်းတို့ကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများဧရာဝတီမြစ်ကြီးကိုအမီပြုတ်နေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများအလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာ။ဆလဘီချင်းတွင်းမြို့ရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ခဏိမြို့မြေရာမနေ့ကညနေကနေ12နာရီတွင်တလက်မောက်ကန်ထက်ကြသွားပါတယ်။မုံရွာမြို့မြေရာမနေ့ကညနေကနေ12နာရီတွင်3လက်မောက်ကန်ထက်ကြသွားပါတယ်။ ခန်းဒီဟ ோம் လင်းဖောင်းပြင်းနဲ့မော်လိုက်တို့ရဲ့မြေရများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။ကလေးဝမင်းကင်ကန်ဒီနဲ့မုံရွာမျိုးတို့ရဲ့မြေရများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။ဆက်လက်ပြီးအရာရီမြေရအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ပမော်ရွှေကူကသာထိကျိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူညောင်ဦးပခုတ်ကူ၆မင်းဘူးမကွေးအောင်လန်နဲ့ပြည်စိတ်သားတို့ရဲ့မြေရများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေမှာဖြစ်ပါတယ်ခင်ဗျာ။ဟိဒရာမြေရအတက်ကြမရှိရပ်တန်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညပိုင်းနေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ ဇလုံးမြို့မြေဟာတက်ကြမရှိရပ်တန့်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ ERI မြေရေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲ။ဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ။2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့ညနေ6နာရီချိန်ထုတ်ပြန်ကြရယဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအပြားသားရနေပြီး ဘင်္ဂလားပင်လယ်အော်အလဲပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေကာကပ်ပလီပင်လယ်ပြင်နဲ့ဂျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းထင်းမှတိမ်ထူထပ်နေပါတယ်။မနက်ဖြန်မနက်ထိခံမှန်းချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာနေရာကျဲကျဲ၊ကချင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရရာနှုံးပြဖြစ်ပါရခင်ဗျာ။ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထင်းထင်းဖြစ်ထွန်းပါမယ်။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ နေပြည်တော်မှာအများအဖြစ်တားရပါမယ်။ရန်ကုန်မြို့မှာတိမ်အစ်တွေဖြစ်ထွန်းပါမယ်။မန္တလေးမြို့မှာအများအဖြစ်တားရပါမယ်။ပဲခူးမြို့မှာတိမ်အစ်တွေဖြစ်ထွန်းပါမယ်။မကွေးမြို့မှာအများအဖြစ်တားရပါမယ်။ဟုံးလင်းမြို့မှာအများအဖြစ်တားရပါမယ်။မုံရွာမြို့မှာတိမ်အစ်တွေဖြစ်ထွန်းပါမယ်။ပသိမ်မြို့မှာတိမ်အစ်တွေဖြစ်ထွန်းပါမယ်။တဝယ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လွိုင်ကော်မြို့မှာတိမ်အစ်တွေဖြစ်ထွန်းပါမယ်။ဖမ်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟာခါမြို့မှာတိမ်အစ်တွေဖြစ်ထွန်းပါမယ်။ မော်လမန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။စစ်တွေမြို့မှာတိုင်အသစ်နဲ့ဖြစ်ထုံးပါမယ်။လားရှုံးမြို့မှာတိုင်အသစ်နဲ့ဖြစ်ထုံးပါမယ်။တောင်ကြီးမြို့မှာတိုင်အသစ်နဲ့ဖြစ်ထုံးပါမယ်ခင်ဗျာ။နောက်နေ့အတွက်ခံမှန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်းပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်ခင်ဗျာ။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနေ့ဖြန်မနေ့ထိခံမှန်းချက်ကတော့အများအဖြစ်သားရပါမယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ဖြန်မနေ့ထိခံမှန်းချက်ကတော့တိမ်သိမ့်နေဖြစ်ထွန်းပါမယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ဖြန်မနေ့ထိခံမှန်းချက်ကတော့အများအဖြစ်သားရပါမယ်။ နောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခီးသွွားများအတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါရခင်ဗျာမြန်မာပင်လယ်ပြင်မှာလှိုင်းသင့်နေရှိပါမယ်လှိုင်းမြင့်မှာမြန်မာကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာငါးပေမှာ9ပေကန်ရှိနိုင်ပါရခင်ဗျာရန်ကုန်မှာတနင်္လာနေ့ကမ်းရိုးတန်းတစ်ချောင်းပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်ကတော့ယနေ့ဘုန်းတဲ့ချိန်မှာနှောင်း24နာရီတွင်ခန့်မှန်းချက်နေရာကျကျမိုးထစ်ချုံရွာပါမယ်အမြင့်တောင်လေးမိုင်ကမိုးရွာစတမိုင်ကရှိပါမယ်ရေပင်လင်ကတော့မြောက်သို့မဟုတ်အနောက်မြောက်ကိုတနင်္လာနေ့ပင်လယ်ပိုင်း9မိုင်မှ10မိုင်တခါတရံ25မိုင်တိတက်ခန့်နိုင်ပါလေ။ လိုင်းတင်တင်ရှိပါမယ်လိုင်းမြေမှာ၅ပေမှာ9ပေကန့်တို့ပဲရှိပါရယ်ခင်ဗျာရန်ကုန်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပိနေပြင်ခီးအတွက်မိုးလေဝသခံမှန်းချက်ကတော့ယနေ့မိုးတဲ့ချိန်မှာနောက်24နာရီတွင်ခံမှန်းချက်တင်တင်တင်ဖြစ်ထုံးပါမယ်အမြင့်တာ၅မိုင်ခန့်ရှိပါမယ်ရေပြင်လေကတော့မြောက်သို့မဟုတ်နောက်မြောက်တနါရီကိုပင်လယ်မိုင်၅မိုင်မှ10မိုင်တခါတည်းရန်25မိုင်ထိတက်ဆန်းနိုင်ပါရယ်လိုင်းတင်တင်ရှိပါမယ်လိုင်းမြေမှာ၅ပေမှာ9ပေကန့်တို့ပဲဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီနောက်ဆက်ပြီးကြရတဲ့ပရိသတ်များအားလုံး ကိုစိတ်နှပြကြမ်းမှရှင်းလင်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါဦးခင်ဗျာ